ဒီကိုသူဒိမ့်တယ်လို့ထင်တာအခုမှကျွန်တော်မေးကြည့်တော့သူမီးရင်းမဟုတ်ဘူးလို့ပြောတယ်ဘာသူကလေးလဲကျမရဲ့ချွေးမရဲ့ခန္ဓာကျမချွေးမရဲ့ตาမပြောရအမตาရဲ့မိန်းမရဲ့ခလေးမော်အမောသူသူလေးမေ့ကျင်တာမီးအရင်လာတော့အငားနဲ့ထိန်းတာလားအဲ့လိုမျိုးအငားနဲ့ဟုတ်ပြီလို့လိုက်တယ်ကျမနောက်ပဲလိုက်မဟုတ်ဟဲ့ဟဲ့အဲ့မမ မချီမရဲ့သားဆိုတော့အမအမချီမသားရဲ့ခလေးတရာ၅ယောက်နဲ့မေရထားခဲ့တာအဲ့ဒါတက်တက်အဲ့ဒီကဘယ်ဟိုအမမနဲ့ဘာမှမတော့ဘူးမမတော့တော့ဘူးမမတော့ဘူးဒီလိုသူပြကြံလို့တော့မပေါ့ဘူးအဲဒီအခုခလေးရဲ့အမေရသူသမီးချင်းဟုတ်လားဒါမဲ့အခုမွေးတဲ့ခလေးကအဲတမီးရဲ့ခလေးပဲတမီးရဲ့ခလေးပဲလားချွေးမရဲ့ခလေးချွေးမရဲ့ခလေးအာချွေးမရဲ့ခလေးသူသားရဲ့ မိမရဲ့ကလေးဒါပေမဲ့သူသားဟိုသူချွေးမအခုနောက်ကြာနေဟုတ်လားကျွန်တော်မဟုတ်လားဟုတ်တယ်နော်ဒါပေမဲ့လောလောဆယ်အခုဒီပြဿနာမဖြစ်ခင်စကြမှာမထိန်းတာဟုတ်တယ်နော်ဟုတ်လားမဟုတ်ဘူးသူတို့ချင်းလင်းပြီးအောင်တိဖို့လို့နေမှာရဲ့အဲ့ဒါလည်းမလည်းပွင့်လင်းယူယူသားပြောဖို့လို့ဒါသူကကြတော့ပြဿနာဖြစ်ဖြစ်တော့အမနဲ့ပြဿနာဖြစ်တဲ့အချိန်မှာကလေးပါကလေးကိုလည်းတနာတယ်အဲ့ကြောင့်သူတို့ကမတွေ့ပြအောင်လိုက်ရှာပြီးတော့ယူရောက်လာတာဟုတ်တယ်သူတို့ ပေးဘွာဟိုမင်္ဂလာပါမျိုးတို့ရေးရပြီနော်မင်္ဂလာပါမျိုးတို့ရေးကျမတို့တို့ပဲဖြစ်ပါတယ်အခုဆိုရှယ်မီဒီယာပေါ်မှာပြန့်နေနေတဲ့တိုင်းသားရနော်တိုင်းသားရဒီဘာလဲကြောက်တာသူထဲဆိုင်ပတ်သက်တဲ့ဒီဒီစီးသူမှုနဲ့ပတ်သက်တဲ့မျိုးသမီးကိုနဲ့ကလေးကိုနှိမ့်ဆက်ညှိနှိုင်းနေပတ်သက်တဲ့ကျမပါပြည့်ရခိုင်ရဒီတိုင်းသားရအခြေပိုင်းမှာရှိတဲ့မျိုးမရစက်ကောင်ရပြီးတော့ရစက်ခန့်နဲ့လာတွေ့ရတယ်ပါတယ်စက်ခန့်မှုနဲ့ကျမလာတွေ့ရတဲ့အခါမှာစက်ခန့်မှုကဘယ်လိုပြောလဲဆိုတော့နော် ဒီမှာစကမ်းမှုနဲ့တွေ့ပြီးတော့ဒီကိစ္စကိုတွေ့ဆုံမင်းမြန်မှုပြုလုပ်တဲ့အခါမှာစကမ်းမှုကမပြောလဲဆိုတော့ဒီကိစ္စကိုတဲ့ဟိုသူတို့ကျန်တဲ့သူစကမ်းကိုမရောက်သေးပါဘူးပေါ့နော်ကျမကိုကျမကိုမေးတယ်ကျမကအထူးဆောင်ရှင်းပြတဲ့အခါမှာအမကတဲ့အမကတဲ့ဒီအခုခိုးမှုကျူးလွန်တဲ့သူကိုအမကကာကွယ်ပေးမလို့လားတဲ့နော်ခိုးမှုကျူးလွန်တဲ့ဘက်ကနေပြီးတော့ပြင်မှုပြင်မှုကျူးလွန်တဲ့လူကိုအမကအဲ့ဒီဘက်ကနေကာကွယ်ပေးမလို့လားတဲ့ပြင်မှုကျူးလွန်တဲ့လူကိုကာကွယ်ပေးတဲ့ဆိုရင်ဥပဒေစိုးမိုးမှုဆိုတာရှိပါမလားကျမပြန်မေးလိုက်တယ်အဲ့ဒါ အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့လှိုင်တာယာမြို့နယ်ဘိုးချုပ်လမ်းပေါ်ရှိတွေ့တာသူ အထင်းနဲ့စတိုးဆိုင်မှာပစ္စည်းခိုးယူသည်ဟုဆွဆွဲခံရပြီးဓာတ်တိုင်တွင်ချီနောင်ခံခဲ့ရတဲ့တာမီနှစ်ဦးရိုက်နှက်ခံရမှုကိစ္စရဲ့ရဲ့နောက်ဆုံးအခြေအနေကိုတင်ဆက်ပါမယ်။ ယမန်နေ့က TikTok ပေါ်ပြန့်နှံ့ခဲ့တဲ့ဗီဒီယိုပါမြင်ကွင်းကြောင့်လူမှုကွန်ရက်မှာဝေဖန်မှုမြင့်တက်ခဲ့ပြီးယခုအခါရိုက်နှက်ခံရသူတောင်းရန်စားတောက်နေတဲ့အမျိုးသမီးနဲ့ရိုက်နှက်မှုကျူးလွန်ခဲ့သူဆိုင်ပိုင်ရှင်မျိုးသမီးတို့နှစ်ဖက်လုံးကိုလှိုင်းတရားမျိုးမရဲစခန်းတွင်ထိမ့်သိမ်းထားပါတယ်။အရေးကြီးဆုံးဖြစ်ဆွတ်ချက်အနေနဲ့ခိုးမှုကျူးလွန်သူအမျိုးသမီးကိုမေးမြန်းကြည့်ရမှာကလေးငယ်ဟာသူမရဲ့မြေရင်မဟုတ်ပဲချွေးမရဲ့သားဆိုပြီးမရေရာတဲ့အဖြေတွေပေးနေတာကြောင့်ကလေးငယ်ကို တောင်းရန်ဖို့အတွက်ငားရန်အသုံးပြုတာဖြစ်နိုင်တယ်ဆိုတဲ့ပြောဆိုမှုတွေပေါ်ပေါက်လာပါတယ်။ဒါကြောင့်ရဲစခန်းမှာထိမ့်သိမ်းထားတဲ့နှစ်ဖက်လုံးအပြင်ကလေးငယ်ကိုငားရန်ခဲ့တဲ့မိဘတွေကိုပါစုံစမ်းစစ်ဆေးတင်တယ်လို့တုံ့တက်မှုတွေရှိနေပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးကလေးတငယ်ကူညီဆောက်ရှောက်ရေးအဖွဲ့များကဝင်ရောက်ကူညီဖို့ကြိုးပမ်းနေကြတယ်လို့ကလေးတငယ်အပေါ်မတရားပြုကျင့်မှုနဲ့ဥပဒေအရမိတို့အရေးယူဆောင်ရွက်သွားမလဲဆိုတာကိုလည်းပြည်သူများကစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်ခင်ဗျာ။ မင်္ဂလာပါမျိုးတို့ရေးရပြီနော်မင်္ဂလာပါမျိုးတို့ရေးကျမတို့ပို့ပိုက်ဖြစ်ပါတယ်အခုဆိုရှယ်မီဒီယာပေါ်မှာပြန့်နေနေတဲ့တိုင်းသားရနော်တိုင်းသားရဒီဘာလဲပြတာသူခေတ်ဆိုင်ပတ်သက်တဲ့ဒီဒီစီးသွေးဝင်မှုနဲ့ပတ်သက်တဲ့မျိုးသမီးကိုနဲ့ကလေးကိုနှိမ့်ဆက်ညှိနှိုင်းမှုနဲ့ပတ်သက်တဲ့ကျမပါပြရခဏညာဒီတိုင်းသားရခြေပိုင်းမှာရှိတဲ့မြို့မရက်စခန်းရပြီးတော့ရက်စခန်းနဲ့လာတွေ့ရတယ်ပါတယ်စခန်းမှုနဲ့ကျမလာတွေ့တဲ့အခါမှာစခန်းမှုကဘယ်လိုပြောလဲဆိုတော့နော် ဒီမှာစကမ်းမှုနဲ့တွေ့ပြီးတော့ဒီကိစ္စကိုတွေ့ဆုံမင်းမင်းမှုပြုလုပ်တဲ့အခါမှာစကမ်းမှုကမပြောလဲဆိုတော့ဒီကိစ္စကိုတဲ့ဟိုသူတို့ကျန်တဲ့သူစကမ်းကိုမရောက်သေးပါဘူးပေါ့နော်။ကျမကိုကျမကိုမေးတယ်ကျမကအထူးဆောင်ရှင်းပြတဲ့အခါမှာအမကတဲ့အမကတဲ့ဒီအခု ခိုးမှုကျူးလွန်တဲ့သူကိုအမကကာကွယ်ပေးမလို့လားတဲ့နော်ခိုးမှုကျူးလွန်တဲ့ဘက်ကနေပြီးတော့ပြင်းမှုပြင်းမှုကျူးလွန်တဲ့လူကိုအမကအဲ့ဒီဘက်ကနေကာကွယ်ပေးမလို့လားတဲ့ပြင်းမှုကျူးလွန်တဲ့လူကိုကာကွယ်ပေးတဲ့ဆိုရင်ဥပဒေစိုးမိုးမှုဆိုတာရှိပါမလားကျွန်မပြန်ပေးလိုက်တယ်အဲ့ဒါဆိုရင်လို့ဥပဒေကိုဒီပြင်းမှုခိုးမှုကိုကျူးလွန်ထားတဲ့ ိုင်ပိုင်ရှင်ကွဲသားသူစိုင်ပိုင်ရှင်ကပို့မိတယ်ကိုရပါပျက်စီးနဲ့မိထားတယ်ဆိုလို့ရှိရင်သက်ဆိုင်ရာအခုတို့ရဲစခန်းကိုဒီသက်ဆိုင်ရာနေနေရဲစခန်းကိုအပ်ပြီးပါပြီလားဒါမှမဟုတ်ရင်အမှုဖွင့်ပြီးအပ်ပြီးလို့အမှုဖွင့်ပြီးရောက်ရည်ပါဥပဒေနဲ့အညီလုံဆောင်ပြီးပါပြီလားလို့ကျမမေးတယ်ရဲစခန်းကိုမအပ်သေးပဲနဲ့ဒါမှမဟုတ်ရင်ခုရချင်းကိုပြေးသေးပြီးတော့သက်ဆိုင်ရာကိုအပ်ထားတာဒီမျိုးသမီးကို သူတို့မှဘာမှလက်ခံဖြေကြားခြင်းမရှိဘူးသူတို့ဒီစက္ကန့်ကိုမရောက်သေးပါဘူးလေအဲ့ဒါဆိုရင်ဥပဒေမဲ့ကျူးလွန်လာကြကျမတို့တိုင်းပြည်ကမင်းမဲ့ဆရိုက်ဆန်တဲ့တိုင်းပြည်မဟုတ်ဘူးမင်းမဲ့တိုင်းပြည်မဟုတ်ဘူးနော်မင်းမဲ့ဆရိုက်ဆန်တဲ့လုံးလို့မရဘူးဥပဒေနဲ့အညီဥပဒေကိုပုံမှုကိုပြင်မှုကျူးလွန်တဲ့လူကိုပေါ်တိလက်ရောက်လောက်ပိုင်ဝင်မရှိဘူးတောက်ဆိုင်ရရဲစက္ကန့်ကိုအပ်ပါမယ်အကုန်လုံးဒီကရဲစက္ကန့်ကဥပဒေနဲ့အညီလောက်ပိုင်ဆောင်ရွက်သွားမှာမဟုတ်ဘူးလားလို့ကျမပြန်လဲမင်းမြန်ခဲ့ပါတယ်ဒီစက္ကန့်မှုကိုနော် ခုဒီမှာဒီဒါကကျမတို့နိုင်ငံကတရားဥပဒေစိုးမိုးတဲ့နိုင်ငံเนาะမင်းမဲ့နိုင်ငံမှာမင်းမဲ့စရိုက်နိုင်ငံမှာအခွင့်အရေးစားလို့မရဘူးအခွင့်အရေးလိုက်စားလို့မရဘူးလက်ရှိပြည်မှုချုံ့နှောင်းထားတဲ့အမျိုးသမီးကိုတရက်ဟိုတရက်လို့ဒီပိုင်ရှင်เนาะပစ္စည်းဒီပိုင်ရှင်ကနေပြီးတော့သူ့ရဲ့ပစ္စည်းလက်ဘူးလက်ကမိထားတဲ့အတွက်ပေါက်ဆံရမှာအမှုဖွင့်ပြီးတော့သက်ဆိုင်ရာဥပဒေနဲ့တရားယူတရားဆွဲဆိုအရေးကြီးပြူလာမှာအဲ့ရကိုမလုတ်ခဲနဲ့သူကကိုတိလက်ရောက်မယ်မင်းမဲ့စရိုက်စံလူတယောက်မြတ်ဂုံသိခါတိခိုက်နေတာတဲ့ပုံစံမျိုးကိုလမ်းပေါ်မှာပြီးလမ်းပေါ်မှာပြီး တက်တိုင်းပေါ်မှာတိုးတုပ်ပြီးတော့အပြစ်မဲ့တဲ့ကလေးသူငယ်လေးကိုပါဒီဒီဟာမျိုးကိုကျွလွန်ခဲ့တယ်ကလေးသူငယ်လေးကိုပါနေပူပူထဲမှာနော်တိုးတုပ်ပြီးတော့တိုးနဲ့ချီပြီးတော့ဒီဟာလေးကိုနှိပ်စက်ခဲ့တယ်ရင်ရွေးပူနဲ့လောင်းချမယ်ဆိုတဲ့စကားကိုပြောခဲ့တာကငါကဥပဒေမဲ့ရကြတယ် ်တမားတို့တိုင်းနေတာဒါမျိုးမရှိစရာဥပဒေချက်မှာမြေသူများမရှိစရာဒီဆိုရင်ဒါကိုတော့တမားအခုဒီမျိုးမရက်စားမှာဖြစ်ရှိခဲ့တဲ့အမမိဘပြည်သူတမားကိုရောက်လာတဲ့အတွက်ဝမ်းသာတယ်အမတော်မမုန်းခိုင်လားဆိုတာကိုထုတ်ဆက်ပါတယ်တော့အမအမရဲ့စကားလေးဒီအခုပြည့်စုံတဲ့ကတ္တရဲ့စကားလေးမှာဘယ်လိုခံစားချက်တွေရှိပါလဲဘယ်လိုခံစားချက်လဲဆိုတော့မိဘဆိုတာတော့ကိုယ်တော်သမီးတွေငါပြက်နေရင်တော့လုံးမိလို့ရလုံးမိမှာလဲဒီဟုတ်တယ်မလားတူတူကိုလုံးမိလို့ရလုံးမိမှာလဲ ဒါပေမဲ့မျိုးမျိုးမိသွားတဲ့ခါကျတော့ကျင်းတို့လုံးမရမယ်ဆိုတော့လူကြီးရောအပ်ကနေနော်ပတ်ဆိုင်ရောပတ်ဆိုင်ရောအပ်ပေးရနော်ပတ်ဆိုင်ရောအပ်ပေးရမယ်မအပ်လို့မရဘူးကိုဒီလေးရောပြည်သူတွေမျောလင့်စောင့်စားနေတဲ့သတင်းကောင်းလေးပေါ့ဒီအခုလှိုင်းသားရား နော်နိုင်သာယာဒီဟိုဟာပေါ့ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့၅ရက်ကွက်ပေါ့နော်၅ရက်ကွက်ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတယ်ရတာသူအထယ်နဲ့စတိုးပိုင်ရှင်ပိုင်ရှင်ဟိုအမဒေါ်ဝါဝိုင်းလဲဒေါ်ဝါဝါလှိုင်းပေါ့နော်သူ့ကိုတက်ဆိုင်ရာကနေပြီးတော့ဖန်းစီရေယူစစ်စင်းနေပါပြီဖန်းစီလိုက်ပါပြီနော်နယ်မြေခံကနေပြီးတော့ကျမစီကိုကျမဒီတက်ဆိုင်ရာနယ်မြေခံစာရဖားတွေအခွင့်နဲ့အဆက်အသွယ်ရပါပြီနော်သူတို့ကိုဖန်းစီရေယူစစ်စင်းနေပါပြီနော်တက်ဆိုင်ရာကနေပြီးတော့ဥပဒေနဲ့အညီရေယူသွားပါလိမ့်မယ်နော် အဲတခုကတော့ဟာပေါ့စိတ်မကောင်းစရာပေါ့တရက်လိုကနေပြီးတော့တရက်ခံဖြစ်သွားရတာနော်ကိုယ့်ရဲ့မိမိရဲ့ပျက်စီးကိုခိုးလဲခိုးသေးတယ်ခိုးလဲခံရသေးတယ်တရက်ခံဘဝကိုရောက်သွားတာအဲ့ဒါပေါ့အဲ့ဒါဥပဒေအကြောင်းနားမလဲလို့ခံလိုက်ကြတာနော်ဥပဒေအကြောင်းနားမလဲလို့ဒီပျက်စီးတွေနဲ့အတူမိထားတဲ့ဒီပျက်စီးတွေခွေးယူထားတဲ့အမျိုးသမီးကိုမိထားလို့ရှိရင်ဥပဒေ မဲ့လောက်ရက်တွေမလောက်ပါဘူးမင်းမဲ့စရိုက်ဆန်တဲ့လောက်ရက်တွေမလောက်ပါဘူးဒါကကျမတို့အတိုင်းကြီးကမင်းမဲ့စရိုက်တိုင်းကြီးမဟုတ်ဘူးဥပဒေမဲ့နေထိုင်တဲ့တိုင်းကြီးမဟုတ်ဘူးဟုတ်လားနော်ဥပဒေနဲ့အညီနေထိုင်တဲ့တိုင်းကြီးကျမတို့ဖခင်လက်ထက်မှာနော်ဥပဒေအထက်မှာမြည်သူများမရှိစေရဆိုတဲ့စောင့်ပုတ်အတိုင်းကျမတို့လိုက်ပါဆောင်ရွက်နေပါတယ်နော်ကိုကြီးဆောင်ရွက်ပေးနေတာပါဒီပေါ်မှာသူကျွလွန်လိုက်တဲ့အပြစ်တွေကဘာမှအပြစ်မရှိတဲ့ဥပမာအရေးကြီးဆုံးကတော့ခလေးပေါ့နော်အရွယ်မရောက်သေးတဲ့ခလေးဒီအမျိုးသမီးအခုသူတို့ဒီဒီပျက်စီးကိုဒီ Twitter သူ အထယ်ဆိုင်မှာခိုးယူတဲ့ပိုက်ရှိခိုးယူတဲ့ဟိုပါပေါ့နော်အမျိုးသမီးရဲ့နာမည်ကဒေါ်ရခိုင်မလို့သိရပါတယ်သူ့ရဲ့အသက်ကအသက်60ဝန်းကျင်လို့သိရပါတယ်နော်ကျမသူ့ရဲ့လိပ်စာကိုအတိအကျသိရပါပြီရွှေပြည်သားဘက်မှနေတာအဆောင်ကားနေတာလို့သိရပါပြီကျမမနေ့ကဒီဒေါ်ရခိုင်မနဲ့တွားရောက်ပြီးတော့တွေ့ဆုံပါမယ်နော် တမတို့ကဒီဥပဒေနဲ့မဲ့လောက်ရက်တဲ့ဒီလောက်ရက်လောက်ရက်ကိုကျူးလွန်လိုက်တဲ့ဒေါ်ရခိုင်မနော်ဒီခိုးယူတဲ့လူကိုကျမတို့အားပေးအမြောက်လောက်တာမဟုတ်ဘူးနားလည်အောင်နော်မိဘပြည်သူတွေနားလည်ဖို့တချို့သောမိဘပြည်သူတွေကတခိုးကိုအားပေးတယ်ဆိုတဲ့ဟာမျိုးပေါ့ကျမတို့ကဥပဒေမဲ့လောက်ရက်ကိုမလောက်ပါဘူးရှင်ဒီတခိုးကိုအားပေးအမြောက်လောက်တာမဟုတ်ပါဘူးသူသူကနော်ဥပဒေမဲ့ဒီခိုးမှုကိုကျူးလွန်ခဲ့တဲ့သူကိုဒီဆိုင်ပိုင်ရှင်အမားကဒီဒေါ်ဘာဝါငိုင်းကဥပဒေနဲ့အညီသူကလောက်ဆောင်လောက်လို့ရှင်ယခုလိုသူ့မှာဟိုပြစ်မှုကျူးလွန်မှာတော့ဟိုတရားခံအဖြစ်ကိုရောက်ရမှာမဟုတ်ဘူးနော်ဖမ်းဆီးခံရမှာမဟုတ် ဘူးနောက်ဆုံးသူကရဲစခန်းမှာအမှုမဖွင့်ခြင်းဘာဒါအမှုတစ်ခုဖြစ်တယ်ဆိုရင်သွားလာရစရိတ်တွေကုန်ကြစရိတ်တွေအများကြီးဟုတ်လားအချိန်တွေပေးရတယ်လားတွေအများကြီးနဲ့အမှုတစ်ခုဖြစ်တယ်ဆိုရင်အဲ့လိုမျိုးမလုပ်ချင်ဘူးဆိုရင်နောက်ဆုံးဒီခိုးခိုးမိတဲ့နော်ဒီပစ္စည်းခိုးတဲ့အမကိုနောက်ဆုံးရက်ကျေးရက်ကျေးအုတ်ချုပ်ရင်းမှုဥက္ကဋ္ဌတွေစီကိုအပ်လိုက်နော်အဲ့ဒီမှာအပ်ပြီးတော့ခံဝင်တဲ့လက်မှတ်ရေးထိုးခိုင်းလိုက် ဒီလိုမျိုးသွားရမှာလေဥပဒေနဲ့ညီသွားရမှာအဲ့ဒါကိုမလုပ်ဖဲနဲ့ဥပဒေမဲ့စွာပဲလုံးရက်ပြီးတော့ရိုက်နဲ့ကျူးလွန်ပြီးတော့ရရက်ဆက်ဆက်ကလင်းငယ်ကိုပါနော်လူမဆန်စွာဒီလမ်းတိုင်ပေါ်မှာနေကင်းကြောင်တော်ကြီးမှာတော့မှကျိုးချီချပြီးတော့ဟဟလာခုနဆက်လေးပေါ့နော်ဒီတွေ့တာသူအထယ်ဆိုင်မရှင်တော်ဝါဝါလိုင်းကနေပြီးတော့ဥပဒေမဲ့မင်းမဲ့ဆက်ရိုက်ဆန်စွာလုပ်ခဲ့တယ်ဒီပြစ်မှုကျူးလွန်သူမျိုးသမီးရဲ့နာမည်ကဒေါ်ရခိုင်မလို့သိရပါတယ်ဒေါ်ရခိုင်မနဲ့အတူပါလာတဲ့ကလေးကသူ့ရဲ့ညီလို့လဲကျွန်တော်တို့သတင်းရရှိထားပါတယ်နော်သူ့ရဲ့ညီပေါ့နော်အဲ့ဒီညီကြီးက ကလေးကဘာမှပြစ်မရှိဘူးလေကလေးငယ်တယောက်ကိုဒီလိုမျိုးမလုံသင့်ဘူးကလေးငယ်ကိုဘာသူကတွန်းလိုက်တွန်းပြီးတော့လှဲလိုက်ပြီးတော့ဒီအခုသူ့ဆိုင်ရှိရဲ့သူ့ရဲ့ဆိုင်ရှိမှာရှိတဲ့ဓာတ်တိုင်မှာနှိကင်းချောင်းတောင်းနေနော်သူတို့ဒီတိုးဓာတ်တိုင်မှာတိုးတုတ်ထားတဲ့လမ်းမပေါ်ကြီးမှာနောက်ပြီးတော့ဒီဟာကိုရိုက်ပြီးတော့သူရိုက်နှက်ပြီးတော့ဒီစဲဆိုပြောဆိုရိုက်နှက်နေတဲ့ဟာတွေကိုဆိုရှယ်မီဒီယာပေါ်မှာတင်လိုက်တယ်ဟုတ်လားဒါတွေကဥပဒေနဲ့မငြီပါဘူးနော်ကျမပြောပြမယ်နော်ရာဇဝင်းကျင့်ထုံပုံမှန် 59အရာခိုးမှုဆိုင်ရာတခိုးတွေကိုဥပမာနော်ခိုးမှုဆိုင်ရာတခိုးတွေကိုဒီပြည်သူတွေကနေပြီးတော့အရသာပြည်သူတွေကမြည်သူမဆိုးဖမ်းဆီးခွင့်ရှိပါတယ်ဖမ်းဆီးလို့လက်ရောက်ဖမ်းဆီးလို့ရပြီဆိုဆိုရင်သက်ဆိုင်ရာဌာနဆိုင်ရာဥပမာရဲဥပမာနော်ရဲလို့ဘာလို့သက်ဆိုင်ရာဌာနဆိုင်ရာကိုအပ်ပေးရပါတယ်နော်သူရဲ့ဥပဒေနဲ့အညီအဲ့ဒီမျိုးကို မလုပ်ဖဲနဲ့ သူကသူ့ရဲ့ site မှာဒီမင်းမဲစရိုက်ဆန်ဆန်နဲ့ဒီလိုမျိုးပြုမှုကျင်သုံးခဲ့ကျင်သုံးခဲ့တယ်နောက်ပြီးတော့အရွယ်မရောက်သေးတဲ့ကလေးငယ်ဒီကလေးငယ်ကပြစ်မှုကျွန်းလွန်ရမှာမပါဘူးလေဟုတ်လားဒီအရွယ်ကပြစ်မှုကျွန်းလွန်တတ်တဲ့အရွယ်မဟုတ်ဘူးအဲ့ဒီဟာကိုကလေးကိုလည်းသူကကိုတိလက်ရောက် ကလေးကိုတွန်းတွန်းပြီးတော့အဲ့မှာဟိုမျိုးသမီးဒေါ်ရခိုင်မကိုသူ့ဆိုင်မှာပါးရည်နားတွေရိုက်ပြီးတော့ဆဲဆိုပြောလုပ်တယ်ဒီဒေါ်ရခိုင်မကိုသူ့ရဲ့ခြေထောက်နဲ့တက်ပြီးတော့နင်းထားတာတွေအဲ့ဒီအချိန်မှာကလေးငယ်ကိုတွန်းထိုးတွန်းလိုက်တာတွေနောက်ပြီးတော့တက်တိုင်မှာကလေးငယ်ကိုဒီဒေါ်ရခိုင်မနဲ့အပါဝင်ပူးတွဲပြီးတော့ခြေထိုက်တာတွေကလေးငယ်ကိုဒီကလေးငယ်အပါပဲကလေးကိုဒီမိန်းမကိုရင်းမေးပူပူနဲ့လောင်းချမယ်ဆိုတဲ့ဟာတွေကိုချိန်ချောက်ပြောဆိုခဲ့တယ်အဲ့ဒီဟာက ဘာဥပဒေနဲ့မြောက်သွားလဲဆိုတော့ကလေးသူငယ်ဥပဒေပုံမှန်တရားကာကြီးနဲ့မြောက်သွားပါတယ်နော်တရားကာကြီးနဲ့မြောက်သွားပါတယ်ဥပဒေအကြောင်းကိုမနာတယ်ပဲနဲ့ဥပဒေမဲ့ဆန်းသွားလုံးရက်ကိုပြုတ်လုံးလိုက်တဲ့အခုဒေါ်ဘာဝါလိုင်းကတရားဥပဒေရဲ့စီဒီချင်းကိုခံရပါတော့မယ်အမမမိကတရက်လိုဖြစ်ပါလျက်နဲ့တရက်ခံဘဝကိုရောက်သွားရတာကိုယ့်ရဲ့တိုင်မှာပျက်စီးကိုခိုးယူပါလျက်နဲ့တခိုးကိုမိပါလျက်နဲ့ဟုတ်လားဟို တရားဆွဲဆိုရမှာကကိုကိုတိုင်းဖြစ်ရသားနဲ့ကိုကိုတိုင်းအဖြစ်တရားခံဘဝကိုပြန်ရောက်သွားတာကဥပဒေအကြောင်းကိုနားမလည်လို့နော်ဥပဒေအကြောင်းနားမလည်တာပါတယ်နောက်ပြီးတော့ငါဆိုတဲ့အတ္တမာနတွေနော်ရိုင်းဆိုင်စွာနဲ့ဒီပေါ့လူမဆန်တဲ့လောက်ရက်တွေမင်းမဲ့ဇယိုက်ဆန်တာတွေလောက်ရက်တွေနောက်ပြီးတော့သူပြောသွားတာရှိပါသေးတယ်ဟုတ်လားရွှေပြည်သားဟမ်ရွှေပြည်သားမှာငါတတိရှိလို့လာနေအဘော sorry နော်လှိုင်းသားရမှာတတိရှိလို့လှိုင်းသားရမှာနေတယ်ဆိုတဲ့စကားကလှိုင်းသားရမြို့သူမြို့သားတွေပြည်သူပြည်သားတွေကိုစော်ကားလိုက်တာပဲစော်ကားလိုက်တာပဲနော်အဲ့တော့ကျွန်မက ဥပဒေနဲ့အညီလောက်ဆောင်ပြီးပါပြီမိဘပြည်သူများစိတ်ချနဲ့အားရစွာဟိုဝမ်းမက်သာသာရှိပါတော့နော်သက်ဆိုင်ရာကနေပြီးတော့အေးအေးယူဖမ်းဆီးပြီးတော့အေးအေးယူစစ်ဆေးနေပါပြီနော်ဥပဒေတိုင်းလောက်ဆောင်ပါလိမ့်မယ်ကျမမနဲ့ပြန်ဒီဒေါ်ရခိုင်မရှိတဲ့နေရာကိုကျမသွားရောက်ပါလိမ့်မယ်နော်ဒေါ်ရခိုင်မဟိုကျမတို့ဟိုအပိအမလုတ်ချင်တာမဟုတ်အဓိကကခလေးငယ်စိတ်တရားရာဝတဲ့ခလေးငယ်ကိုကျမတို့ကုညီလူတန်းကျင်တဲ့လူများကျမနဲ့ပေါ့နော်အမျိုးသမီးရယ်နောက်တစ်ခုကကြတော့ဒီ စတိုးဆိုင်ပိုင်ရှင်ပေါ့နော်စတိုးဆိုင်ပိုင်ရှင်ရဲ့အမြင်နေရာကိုစပြီးပြောမယ်နော်စတိုးဆိုင်ပိုင်ရှင်ဒီစတိုးဆိုင်ပိုင်ရှင်ဒီဒီသူ့ရဲ့ဆိုင်မှာဒီတခိုးမျိုးသမီးတီလာပြီးတော့ခိုးမှုတဲ့နှစ်ကြိမ်အဲ့ဒီအတွက်သူ့စိတ်ထဲမှာသူ့ပစ္စည်းပြောက်ခဲ့ရတာနဲ့ပတ်သက်ပြီးသူ့စိတ်ထဲမှာမကျေမနပ်တာတွေဖြစ်တင်လဲဖြစ်နေလိမ့်မယ်ပေါ့နော်ဒါကိုယ့်ရဲ့အမြင်မကနေတုံးသက်ပြအောင်ပြီးတဲ့အခါကျတော့ဒီလိုမျိုးသူ့ဒီဗီဒီယိုရိုက်ပြီးတော့သူ့ဒီ line မှာကိုတင်ပြခြင်းနဲ့သူ့ဘလို့သူ့ဘလို့ နှိတ်ကွလိုက်ပါတယ်ဆိုတဲ့အကြောင်းပေါ့နော်သူ့ဘက်ကအမြင်အကြအဲ့လိုမျိုးဖြစ်ချင်လဲဖြစ်နေပဲပြည့်ရခါကျတော့တခိုးနေတဲ့ပတ်သက်ပြီးသူ့ရဲ့စိတ်ထဲမှာမကြေမနှက်တာတွေလည်းဖြစ်ချင်ဖြစ်နေမယ်နောက်တစ်ခါကျတော့ဒီ like တို့ view တို့ attention တို့လိုချင်တာပေါ့နော်ပြည့်ရခါကျကို follower တွေပေါ့နော် follower မှာမှတောက်ဆက် follower တွေကြဘလို့လဲဆိုတဲ့ခါကျောက်ဒီကိုအားပေးတဲ့လူတယောက်ပေါ့နော်အဲ့ဒီလူတယောက်က9 like တယ်ဆိုတာမျိုးလိုချင်တာအဲ့ဒီအချိန်ကျတော့ဒီ account ပိုင်ရှင်တွေကကျတော့လေကိုနိုင်အောင်လို့ဆိုပြီးတော့လေအမျိုးမျိုးတွေလောက်ပြတယ်ပေါ့နော်နံပါတ်1အချက်အနေနဲ့ဆိုလို့ရှိရင်သူဒီ CCTV ဘက်ကနေပြီးတော့ အခုံမျိုးသမီးကိုဖမ်းမိတယ်ဖမ်းမိတယ်ဆိုလို့ရှိရင်နောက်တစ်ခုသူ့ကိုနှိပ်စက်ပြရင်ပါရိုက်တယ်သပြင်ဆွဲတယ်ပြီးတဲ့ခါကျတော့တက်နေတယ်တိုင်မှာကြိုးတုပ်တယ်ပေါ့နော်ပြီးတဲ့ခါကျတော့ရင်းနှီးမှုနဲ့လောင်းမယ်လို့ပြောတယ်ရဲစခန်းကိုအပ်မယ်ပေါ့နော်အာအဲ့လိုမျိုးတွေလုပ်ပြီးတဲ့ခါကျတော့သူဒီလုပ်ပြတဲ့ဟာကိုသူဒီဗီဒီယိုတွေရိုက်ထားတာပေါ့နော်ဒီနေရာမှာသူလုံအောင်မဲ့နေရအမှန်တရားကျတော့ဘယ်လိုလဲဆိုတဲ့ခါကျတော့ဒီတခိုးကိုမိတယ်မိတယ်ဆိုလို့ရှိရင်တခိုးမှရိုက်တင်တယ်ဆိုလို့ရှိရင်ဒါမှနီလန်းအမှန်ကလေးကိုဖယ်ပြီးတော့မှရိုက်လို့ရတယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့နိုင်ငံတကာမှာ ဒီမိဘတယောက်ကပြစ်မှုကိုကျူးလွန်တယ်ဥပမာဆေးမှုနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဒီလူတတ်မှုပဲဖြစ်ဖြစ်ကလေးမရှိတဲ့အချိန်ကလေးမျက်မြင်ခွင့်ရဖြစ်နေတဲ့အချိန်မှာမဒီလူကြီးကိုဖမ်းကြတယ်လက်ထိခတ်ကြတယ်ညာတော့အဖြစ်ပေါ့နော်တခြားဒီလိုမျိုးရုံရင်းဆိုင်ခတ်တွေဖြစ်လို့လုံလိုက်ရတဲ့အချိန်တွေလည်းရှိချင်ရှိနေတယ်ဘာဖြစ်လို့လဲဆိုတဲ့အခါကြောင့်ကလေးတငယ်ဒီဒီအမှုနဲ့လုံးဝမသက်ဆိုင်ဒီအမေကခေါ်လာတာဖြစ်တဲ့အတွက်ကလေးကပါလာတာကလေးဒီတိတက်တဲ့အရွယ်လည်းမဟုတ်ခိုးတတ်တဲ့အရွယ်လည်းမဟုတ်အဲ့တော့ဒီကလေးရဲ့မျက်နှာကိုပြလို့မရဘူး နော်ဒီဘာဖြစ်လဲဆိုတော့ကလေးတွေမှာဒီဟာနဲ့ပတ်သက်ပြီးတဲ့ခါကျတော့ trauma တွေဖြစ်လာတယ်။ရှင်တို့စိတ်ကစားလူတက်သမားတို့ဘာလို့ဆိုတော့ကလေးအွယ်မှာရတဲ့စိတ်ဒဏ်ဟာနေကလေးတွေကောင်းမှလူတွေရဲ့ဒီအနာဂတ်ပေါ့နော်လူကြီးတွေသူတို့ရဲ့အနာဂတ်ကောင်းမှသူတို့ရဲ့အနာဂတ်ကောင်းမှပတ်ဝန်းကျင်ကောင်းမှဖန်လေးနိုင်တာပေါ့နော်။ဒါကြောင့်အဲ့လိုမျိုးပတ်သက်တဲ့အမြင်အဲ့တော့သူလုံးဝမဲ့လုံးရမှန်အောင်ကျတော့သူတိတိအမျိုးသမီးကိုဖန်ဖန်လိုက်တယ်ပေါ့နော်ဖန်မိတယ်။တခြားသူတွေ သိရှိနိုင်အောင်လို့အတွက်ဆိုလို့ရှိရင်တင်ကြမယ်ဆိုလို့ရှိရင်ဒီအမျိုးသမီးရဲ့ပုံကိုရိုက်ပြီးတော့ပေါ့နှိမ့်ဆက်တာမဟုတ်ခဲနဲ့ဒီအမျိုးသမီးရဲ့ပုံကိုရိုက်ပြီးတဲ့အခါကျတော့ဒီအမျိုးသမီးရဲ့မျက်နှာဒီလိုပါဒီတခိုးကဒီလိုပါ CCTV ဘက်ကောပဲဖြစ်ပါစေတင်လို့ရတယ်ဒီအမျိုးသမီးရဲ့ဟာပေါ့နော်ဒါဒီဒီတခိုးရဲ့လုံရက်ကိုအဲ့လိုမျိုးတကယ်လို့သူဒီပါးတွေပါရိုက်ချင်တယ်ဆိုတော့ဒါမှာဗီဒီယိုထဲမှာထည့်ပြတာမျိုးတွေတော့မဖြစ်သင့်ဘူးပေါ့နော်လုံလိုက်တယ်မကျင်တယ်လို့လုံမိသွားတယ်ဘာညာပေါ့နော်ဒါကြဗီဒီယိုထဲမှာပါတယ်ဆိုတော့သူ့ရဲ့တက်တယ်သူ့ရဲ့ဘက်ကောသူဒီဒီလိုသူများမြင်ပန်းနှိမ့်ဆက်နေတယ် ။နောက်တစ်ခုကကျတော့ရဲလက်ကိုအပ်မယ်ပေါ့။ဒါကျသူလှုပ်တဲ့အလုပ်နဲ့အဲ့ဒီမှာရဲက तू तू လှုပ်တဲ့နာကကျတော့အဲ့လိုမျိုးရဲလက်ကိုအပ်လိုက်တယ်ဆိုလို့ရှိရင်ရဲရဲ့အပိုင်းဖြစ်သွားပြီ။ तू ဒီသူ့ရဲ့ပတ်စံကိုပြန်ပြီးတော့လိုချင်တယ်အရင်ရှိတဲ့ခါကလိုချင်တယ်ဆိုလို့ရှိရင်ရှင်လဲဒီကိုရဲ့ဆုံဆုံမိသားပစ္စည်းပေါ့နော်ပြုသူအစ်စ်ဖြစ်သူအဟောင်းနော်အဲ့တော့ तू ပြုလိုက်တဲ့ဟာသူ့ရဲ့အကုသို့ကံအတိုင်းပဲသွားမှာကိုအခိုးခံလိုက်ရတာကြာ ကိုမစင်ကြယ်လို့အခိုးခံရတာအဲ့လိုမျိုးနားလည်တာမသိဘုဒ္ဓဘာသာရဲ့အယူမှာကြောင့်ကိုတိပစ္စည်းဖုံးကြီးတွေတရားဟောရဲဆိုကိုတိဖနက်ပြောက်တယ်ဖနက်ခိုးခံရတယ်ဆိုလို့ရှိရင်ကိုတိအရင်တော့ဒီဖနက်ကိုခိုးခဲ့ဘူးလို့အဲ့လိုမျိုးအဲ့ဒီရဲ့သဘောတရားတွေလည်းတိတ်သာသာလိမ့်လာလိမ့်လာစေခြင်းနဲ့ပေါ့နော်ဒီတရားသဘောတွေအဲ့တော့ပြုတ်သူအသေးဖြစ်သူအဟာနော်ဒါကြောင့်ဒီအမျိုးသမီးရဲ့လုံရက်ကိုတုံးတက်တာပါနောက်တစ်ခုကြတော့အမ်ဒီတော့အမျိုးသမီးပြပါတော့သူဒီသူပြောခဲ့တယ်လို့ပဲသူမှစားဖို့တောက်ဖို့တောင်မရှိလို့ နော်အဲ့လိုလောကကိုခိုးစားတဲ့အခြေအနေဖြစ်ချင်လဲဖြစ်လိမ့်မယ်နောက်တစ်ခုသူ့ရဲ့မှားတဲ့တစ်ချက်ကဘာလဲဆိုတဲ့အခါကျတော့ကိုမဟုတ်တန်တရားလုံးမဲ့ခိုးမဲ့နေရမှာကိုသားသမီးကိုခေါ်သွားတာဒါဒီသူ့ရဲ့အစိုးရဆောင်လုံးရက်တယ်နော်အဲ့ဒါကြတော့အိမ်မှာထားခဲ့စရာမရှိလို့ပဲဖြစ်ဖြစ်သူပြောတဲ့ပုံညာဆိုအိမ်မှာလူရှိတယ်နော် ထားခဲ့တဲ့လူ မရှိဘူးလေမရှိလို့ပဲဖြစ်ဖြစ်ရှိလို့ပဲဖြစ်ဖြစ်ကိုတီခိုးမယ်လို့ကြီးရွယ်ချက်ရှိရှိနဲ့ဒီကိုလာတာခိုးမယ်ခိုးစားမယ်တကယ်လုံးဝကိုမရှိလို့လို့နောက်ဆုံးလုံနေတဲ့ခိုးတဲ့အလောက်ကိုလောက်ရတယ်ကိုသားသမီးကိုအဲ့လိုမျိုးကိုရဲ့အမှုဘရဒ်ကိုပါပြီးတော့မလုပ်စေနဲ့နောက်တစ်ခုကကြာတချို့မိသားတွေကဘယ်လိုလဲဆိုတဲ့အခါကျဒါကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ကြုံဘူးလားခိုင်းစားမလို့သားသမီးကိုမွေးကြတယ် ဒီအရွယ်ရောက်ပြီဆိုလို့ရှိရင်ဥပမာဆင်းနဲ့လှုပ်လှုပ်စားမလို့ရတယ်ဆိုလို့ရှိရင်ခြေကွေးမှာထင်မယ်ဒိုးပတ်မှာဆိုလို့ရှိရင်လည်းရကန်းအလုပ်တွေဆိုလို့ရှိရင်လှုပ်ခိုင်းမယ်အဲ့လိုမျိုးတွေလှုပ်ခိုင်းပြီးတော့တာတမီကိုအဲ့လိုခိုင်းစားကြတော့ငွေနဲ့မိပါတယ်လည်းရှိရဲ့အဲ့တော့သူ့ရဲ့မဟာအမားကကိုတာတမီကိုဒီရဲ့ကိုလှုပ်ရက်ထင်မှာထည့်ပြီးတော့စွဲပြီးတော့ခေါ်လာလိုက်တာခေါ်လာလိုက်တဲ့အခါကျသူဒီသူ့လှုပ်ရက်ကအဲ့ဒါမှားတယ်ပေါ့နော်နောက်တစ်ခုကကြတော့ခုနအမျိုးသမီးကအဲ့လိုလှုပ်လိုက်တဲ့အခါကျကလေးရဲ့ဟာပါလာတယ်ဒီဆိုင်ရှင်မျိုးသမီးကပါလာတဲ့အခါကျအခုမဖြစ် တင်လာတယ်အကောင်လုံးဖြစ်ကုန်ကြပြီးတော့ဇလန်နဲ့အကောင်လုံးရှုပ်ကုန်ပြီးဟိုလူကမှန်တယ်လို့ဒီလူကမှန်တယ်လို့မှားတာဟာတော့နှစ်ယောက်စလုံးမှားတယ်အဲ့ဒီတော့ဒီမှာလှုပ်တင်လှုပ်ထိုက်တာဘယ်လိုလဲမလှုပ်တင်မလှုပ်ထိုက်တာဘယ်လိုလဲဆိုတာတော့သုံးသပ်ပြရပါမယ်နော်ဥပမာဒီတခုံမျိုးသမီးကကိုခိုးမှာကိုတိတယ်ကိုလှုပ်နေဆိုလို့ရှိရင်ကလေးကိုခေါ်လာကြအကြောင်းကိုဘာမှမရှိဘူး ်နော်စတိုးဆိုင်မျိုးသမီးကဒါဘာမှမားလဲဆိုလို့ရှိရင်အဲ့ဒီသူညှင်းပန်းလိုက်ဆက်လိုက်တဲ့ဟာလေကလေးကိုရိုက်ပြီးတော့ပြလိုက်တဲ့ဟာကြတာလုံးဝကိုမားတယ်သူလှုပ်ချင်တယ်ဆိုလို့ရှိရင်တော့မရဲတွေရဲ့လှုပ်ထုံးလုံးကြီးအရာလှုပ်မယ်ဆိုလို့ရှိရင်တော့အမကလေးကိုပါလို့မရအောင်ဆိုတဲ့ခါကျအဲ့ဒီဟာအတွက်မားတယ်ပေါ့နော်အဲ့တော့ရှင်တို့ရဲ့အထင်မြင်နဲ့ကို့အထင်မြင်နဲ့ကိုက်လာမကိုက်ဘူးဆိုလို့ရှိရင်လည်းမစဲကြပါနဲ့လို့နော်ကို့အဟုတ်သွားကို့ရှိရရမှာပြုတ်သူအသေးဖြစ်သူအဟောင်းဖြစ်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမယ်တတ်တာ